မင်္ဂလာပါရှင်အခုချိန်ကစပြီးမြန်မာတက္ကသိုလ်1389ခုနှစ်ဒေါ်လာစန်း9ရက်ခေနှင်း2025ခုနှစ်နိုဝင်ဘာ28ရက်နေ့အတွက် PSN News ရဲ့ညပိုင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမတို့ဆုံးနွေပါရှင်ပရမဇုံအနေနဲ့တိတိမ်မြို့အဝင်းဆိုင်ပေါ်အနီးရှိစစ်ကောမရှင်တက်စကန်ကိုတော်လိုင်းရဲတပ်များပြန်လည်ထိ ंछ ုံနိုင်ခဲ့ပြီး ုံမန်းအချို့နဲ့လက်နယ်အများပြားသိရှိရရှိခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ချင်းပြည်နယ်တိတိမြို့အဝင်ဆိုင်းဘုံအနီးရှိစစ်တပ်စခန်းကိုပြန်လည်ထိ ंछ ုံနိုင်ခဲ့ကစစ်တုံမန်းအချို့နဲ့လက်နယ်ခရမ်းအများပြားသိရှိရရှိထားကြောင်း PDF ဇိုလန်ကသတင်းထုတ်ပြန်ထားပါရယ်။အဆိုပါတိတိမြို့အဝင်ဆိုင်းဘုံမှာတက်ဆွဲထားတဲ့ခလာရ269မှစစ်ကော်မရှင်တပ်ဖွဲ့ဝင်များနဲ့ချင်းညီနောင်တပ်ဖွဲ့တို့ ယမန်နေ့နိုဝင်ဘာ29ရက်နေ့နာနဲ့8နာရီမှာစတင်ထိတွေ့တိုက်ပွဲများဖြစ်ပေါ်ခဲ့ကြတာဖြစ်ပါတယ်။အဆိုပါတိုက်ပွဲအတွင်ချင်းချင်းကောင်တပ်ဖွဲ့ကစစ်ကောင်မရှင်တပ်သားများကိုတိုက်ထုတ်ခါ စကန့်အားထိ ंछ ချုံနိုင်ခဲ့ကြပြီးစစ်တုံးမှန်အချို့နဲ့လက်နက်ခရံအချို့လည်းသိမ်းဆည်းရမိခဲ့ကြောင်းသိရပါတယ်။စစ်ကောင်မရှင်တပ်ဖွဲ့ဝင်များဟာတိတိမျိုးလူဝင်အထွက်ကိုထိ ंछ ချုံရန်ကြိုးပမ်းနေခြင်းဖြစ်ပြီးချင်းချင်းကောင်တပ်ဖွဲ့ကမြို့အဝင်ဂိတ်ကိုပြန်လည်သိမ်းယူခဲ့ခြင်းဖြစ်ပါတယ်။ ချင်းတော်လိုင်းရေးပူပေါင်းတမျှဟာချင်းပြည်နယ်နဲ့စကိုင်းမကွေးဒေသများသို့ထိုးစစ်ဆင်လာတဲ့စစ်ကော်မရှင်တပ်ကိုတိုက်ခိုက်လျက်ရှိပါတယ်။အဆိုပါတိုက်ခိုက်မှုများအတွင်ဗိုလ်မှူးဗိုလ်ချုပ်အစ်စ်အရာရှိများအပါအဝင်စစ်ကော်မရှင်တပ်သားအင်အား159ချေမုံနိုင်တဲ့အပြင်စစ်တုံးမတချို့ကိုဖမ်းဆီးရမိပြီးလက်နယ်ခရဲများသိမ်းဆည်းနိုင်ခဲ့ကြောင်းချင်းပြည်ကောင်စီကကွယ်ရေးဌာနကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ဆလမီ မြိုင်နယ်တိုက်ပွဲအတွင်းစစ်ကောမရှင်တသား6ဦးတေဆုံးကတော်လရေးဘက်မှရဲဘော်2ဦးချာဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေတိုင်းမြိုင်မြို့နယ်တိုက်ပွဲများအတွင်းစစ်ကောမရှင်တသား6ဦးတေဆုံးကတော်လရေးဘက်မှရဲဘော်2ဦးချာဆုံးခဲ့ကြောင်းအညာမြေတပ်ပေါင်းစုကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ17ရက်နေ့ကမြိုင်မြို့နယ်စမုနစ်မှအင်အား150ခန့်ဖြင့်စတင်ထွက်ခွာလာတဲ့စစ်ကောမရှင်တပ်နဲ့တော်လရေးတပ်ပေါင်းစုတို့ ဝတ်ပုံရွာအရှိပမာထိတွေ့တိုက်ပွဲဆက်တင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဆိုပါတိုက်ပွဲအတွင်းစစ်ကောင်မရှင်စစ်သား၂ဦးနေရာမှာပင်တိုက်ဆုံးကစစ်မှုနှင့်အယောက်စစ်သားနှင့်ပြူ၄ဦးထပ်မံတိုက်ဆုံးပြီး၁ဦးဒဏ်ရာပြင်းထန်ရရှိသောကြောင်းသိရပါတယ်။အဆိုပါစစ်ကောင်မရှင်နှင့်ပြူပပေါင်းတပ်တို့ဟာဝတ်ပုံရွာမှနေအိမ်နှလုံးအားမိရှုကာ နိုဝင်ဘာ၁၇ရက်နေ့ကရွာလန်းရှိရွာမဖမ်းဆီးလာတဲ့ပြည်သူ့အုပ်ကိုတပ်ဖြတ်ခဲ့ပြီးစစ်မှုနှစ်တို့ပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်ပါတယ်။တိုက်ပွဲအတွင်းတော်လိုင်းရေးဘက်မှရဲဘော်၂ဦးချဆောင်ကရဲဘော်၃ဦးမစိုးရင်ရဒဏ်ရာများရရှိခဲ့တယ်လို့သိရပါတယ်။ဆလဘီကြားဖြန့်ဖမ်းမိသူများကိုနိုင်ငံတိခါမကြောက်အောင်တနေ့15000အကုန်ကြောက်ခံကြွေးထားရ၍သဆရာနိုင်ငံများမှအမြန်လာရောက်ခေါ်ယူပေးဖို့ စစ်ပုံမရှင်ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြောက်ရီဒေသရှိကြားဖြန့်ခေါ်အွန်လိုင်းဝင်ခိုင်းများမှဖမ်းဆီးရမိထားတဲ့နိုင်ငံသားတမများကိုထိမ့်သိမ်းဆောက်ရှောက်ထားရာစားစိတ်ရဲ့အပါအဝင်နေစဉ်ကုန်ကျစရိတ်များမတက်နိုင်လောက်အောင်ကြီးမားနေတာကြောင့်သက်ဆိုင်ရာနိုင်ငံများအနေဖြင့်၎င်းတို့ရဲ့နိုင်ငံသားများကိုအမြန်ဆုံးလာရောက်ခေါ်ယူကြဖို့စစ်ကောင်မရှင်ကတောင်းဆိုလိုက်ပါတယ်။စစ်ကောင်မရှင်ရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စုံမင်းထွန်းက ဖမ်းမိသူနိုင်ငံသားသားများကိုနိုင်ငံတော်တိုက်ခါမကြရလေအောင်အစာအစာတောက်ရည်တုံးရည်ကအစာဝက်စီယာနဲ့အိယာအစုံအလုံးဖြည့်ဆည်းပေးထားရကြောင်းယမန်နေ့နိုဝင်ဘာ28ရက်နေ့ကမြောက်ဝီဒေသမှာဖြစ်ပေါ်နေသောအွန်လိုင်းလောင်းကစားမှုများနဲ့ပတ်သက်၍ပြောကြားရမှာထက်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ကြားဖြတ်နဲ့ပတ်သက်၍ဖားစစ်ထိုင်ထိုင်သားသူများရဲ့စာစီကိုအသေးစိတ်တွက်ချက်ပြရမှာတနေ့သုံးနှစ်စာအတွက် တဦးလေးအနည်းဆုံး15000ကျပ်နှုန်းကုန်ကျနေကြောင်း၎င်းမှဆိုပါရယ်ရင်းစားစရိတ်များနဲ့အခြားကုန်ကျစရိတ်စုစုပေါင်းဟာ2024ခုနှစ်ဒီဇင်ဘာ10ရက်နေ့မှ2025ခုနှစ်နိုဝင်ဘာ22ရက်နေ့အထိကာလအတွင်းကျပ်သိန်း13000ကျော်တုံးဆွဲကုန်ချခဲ့ပြီဖြစ်ကြောင်းဘူချုစုံမင်းထွန်းကထုတ်ဖော်ပြောကြားခဲ့ပါရယ်ခြားပြလုပ်ငန်းများဟာစစ်ကော်မရှင်လက်အောက်ခံခရီးနယ်ချောင်းတက် BGN နဲ့ ဒီမိုကရေစီအကျိုးမြုကရင်တမတော် DKBA ထိမ့်ချုပ်ရာနယ်မြေများဖြစ်တဲ့ရွှေကုတ်ကိုနဲ့ KK ပတ်တော်မှာအခြေစိုက်နေခြင်းဖြစ်ပြီးရင်းလုံငန်းမှရရှိတဲ့ငွေများဟာလည်းဆရာနာရှင်အိတ်ကက်ထက်သို့ရောက်ရှိနေကြောင်းအမေရိကန်အောက်လွှတ်တော်ဂျာနာဘွဲ့မှပြောကြားခဲ့ပုံများရှိခဲ့ပါတယ်။အမေရိကန်နိုင်ငံကလည်း၎င်းတို့နိုင်ငံသားများဆုံးရှုံးမှုကြီးမားလာခြင်းကြောင့်ကြားဖြန့်ကိစ္စကိုနှိမ်နှင်းရန် Scan Center Strike Force SASF ကိုအဖွဲ့ဖွဲ့ကဆောင်ရွက်နေကြောင်းကြေညာခဲ့ပါတယ်။စစ်ကောင်မရှင်ထုတ်ပြန်ချက်အရ2023ခုနှစ်အောက်တိုဘာ9ရက်နေ့မှ2025ခုနှစ်နိုဝင်ဘာ26နေ့အထိနိုင်ငံပေါင်း52နိုင်ငံမှနိုင်ငံခြားသား68582ဦးကိုဖမ်းဆီးထိန်သိမ်းကာသက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်းဒါ့အပြင်ကကေပတ်နေနေရှိတရားမဝင်အဆောက်အအုံ256လုံးကိုလည်းဖြိုချပျက်စီးထားကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်ရှင်ဆက်လက်ပြီးနောက်ဆုံးရနိုင်ငံသတင်းများကို PSN News ရဲ့ Wine Dot Tha ကိုတီးယားကတင်ပြပေးသွားပါမယ်ရှင် PSN News ပြည်သက်များမင်္ဂလာပါခင်ဗျာခုချိန်ကစပြီးတော့နိုင်ငံသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့တီဟာပါ ဒုက္ခသည်နှစ်သိန်းနီးပါးအားပြန်လည်တွဲဆုံပေးမြဲမဲ့ American လူဝင်မှုကြီးကြပ်ရေးဌာနရဲ့စီစဉ်ကိုပြင်ဆင်ဖို့ USCRI တောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ American ဒုက္ခသည်များနဲ့ရွှေပြောင်းနေထိုင်သူများဆိုင်ရာကော်မတီ USCRI ဟာ American နိုင်ငံသားဖြစ်မှုနဲ့လူဝင်မှုကြီးကြပ်ရေးဌာန USCIS ရဲ့စီမံချက်ပေါ်အလွန်အမင်းစိုးရိမ်ပူပန်လျက်ရှိတယ်လို့ထုတ်ပြန်လိုက်ပါတယ်။ USCIS ဟာ2021ခုနှစ်ဇန်နဝါရီလ20ရက်မှ2025ခုနှစ်ဖေဖော်ဝါရီလ20ရက်အတွင်း ခလုံးခွင့်ရရှိခဲ့တဲ့ဒုက္ခသည်နှစ်သိန်းကျော်ကိုပြန်လည်သုံးသပ်ခြင်းနဲ့ပြန်လည်တွဲဆုံမေးမြန်းခြင်းများပြုလုပ်ဖို့စီစဉ်နေတဲ့သတင်းများထွက်ပေါ်လာတဲ့အတွက်ကြောင့် USCRI အနေနဲ့အခုလိုစိုးရင်ကြောင်းထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ဒါပြင်၎င်းတို့ရဲ့မြေတမ်းနေထိုင်ခွင့် Permanent Resident ရှောက်လာများအားစီမံဆောင်ရွက်မှုရပ်ဆိုင်းထားခြင်းဟာလည်းစိုးရင်စရာဖြစ်တယ်လို့ USCRI ကဖော်ပြခဲ့ပါတယ်။ USCRI ကအခုလိုကြီးမားတဲ့စစ်ဆေးမှုမျိုးဟာ အမေရိကန်ပြည်တော်စုမှဒုက္ခသည်များအားပထမဆုံးအကြိမ်စတင်လက်ခံခဲ့တဲ့ချိန်ကစပြီးလုံးဝမရှိခဲ့ဘူးတဲ့လုံးဝအကြောင်းမဲ့တဲ့လုပ်ရဖြစ်တယ်လို့ဆိုပါတယ် USCRI ဟာအစိုးရဖွဲ့အားအဲ့ဒီမူဝါဒကိုပြင်ဆင်ဖို့နဲ့ခိုင်မာတဲ့လူသားချင်းစာနာထောက်ထားတဲ့ဒုက္ခသည်အစည်းအဝေးအတွက်အမေရိကန်ပြည်တော်စုရဲ့ဂရိကုတ်ကိုပြန်လည်အတည်ပြုဖို့ပြက်ပြက်သားသားတောင်းဆိုခဲ့ပါတယ်အဲဒီလိုလုံဆောင်ခြင်းဟာအမေရိကန်နိုင်ငံအားလွတ်လပ်မှုနဲ့အခွင့်အလမ်းများရဲ့မြေအဖြစ်တည်ရှိနေစေရေးဂရိကိုဂုံပြူရရောက်တယ်လို့ဆိုပါတယ်။ USCRI ဥက္ကဋ္ဌနဲ့အမှုဆောင်ရာရှိချုပ် Askenan Digesh ကသတင်းထွက်ပေါ်လာတဲ့မူဝါဒဟာ URCRI မှဝန်ဆောင်မှုပေးနေတဲ့တိုင်ဝမ်များကြားမှာအလွန်မင်းကြောက်ရွံ့မှုနဲ့မရေရာမှုတွေကိုဖြစ်ပေါ်စေခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။အကယ်၍အဲ့ဒီမူဝါဒအကောင့်ထဲပေါ်ခဲ့ပါက၎င်းဟာနှစ်ပေါင်းများစွာအောင်မြင်ခဲ့တဲ့ပေါင်းစည်းနေထိုင်မှုတွေကိုထိခိုက်စေခြင်းတရားဝင်အမြဲတမ်းနေထိုင်ခွင့်ရရှိမှုကိုနှောင့်နှေးစေခြင်းအလောက်ကံများပြက်စီးစေခြင်းနဲ့ဒုက္ခသည်များစ조사တိဆောက်ခဲ့တဲ့ဂုံတိတ်ခါနဲ့တည်ငြိမ်အေးချမ်းမှုကိုထိခိုက်စေခြင်းတို့ဖြစ်စေနိုင်ပါတယ်လို့၎င်းကဆိုပါတယ်။ ဒါပြင်အဲ့ဒီမူဝါဒကိုချမှတ်ခဲ့ပါကစိုးကျိုးတွေဟာပြောပြနေတာထက်ပုံမူပြီးတော့ကျေပြန့်ပါလိမ့်မယ်လို့၎င်းကသတိပေးပြောကြားခဲ့ပါတယ်။ USCRI ကဒုက္ခသည်များဟာ American ပြည်ထောင်စုသို့မရောက်ရှိမီကတည်းကပဲကမ္ဘာပေါ်မှာအတင်းကျပ်ဆုံးလုံခြုံရေးစစ်ဆေးမှုတွေကိုခံယူပြီးသားဖြစ်ကြောင်းအလေးပေးပြောကြားခဲ့ပါတယ်။အဲ့ဒီစစ်ဆေးမှုများမှာအချိန်ပေါင်းများစွာတွေ့ဆုံမေးမြန်းမှုများပြည်စုံကျေပြန့်တဲ့နောက်ကျောင်းစစ်ဆေးမှုများနဲ့မကြာခဏဆိုသလိုနှစ်ပေါင်းများစွာဆောင်ဆိုင်ရခြင်းများလည်းပါဝင်ပါတယ်။ ပြန်လည်ပြီးတော့တွဲဆုံမေးမြန်းမှုတွေပြုလုပ်ဖို့မူဝါဒချမှတ်ခြင်းဟာအကြမ်းဖက်မှုနဲ့နှိပ်စက်ညှဉ်းပန်းမှုကိုရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီးတဲ့တူးချင်းစီနဲ့မိသားစုတွေရဲ့စိတ်ဒဏ်ရာတွေကိုထပ်မံရရှိစေမှာဖြစ်ပြီးရှင်းလင်းပြတ်သားတဲ့အမျိုးသားလုံခြုံရေးအကျိုးကျေးဇူးကိုလည်းပေးစွမ်းနိုင်မှာမဟုတ်ကြောင်း USCRI ကထောက်ပြခဲ့ပါတယ်။ URCRI ဟာပြီးခဲ့တဲ့ရဲသတပတ်အတွင်းကဒေသဆိုင်ရာဖွဲ့စည်း60ကျော်နဲ့အတူပူးပေါင်းပြီးဒုက္ခသည်တွေကိုကြိုးဆိုကာကာကွယ်စောင့်ရှောက်ဖို့ရေရှိကြီးကွက်ကို American အစိုးရအနေနဲ့ဆက်လက်ထိန်းသိမ်းထားဖို့တောင်းဆိုခဲ့ပါတယ်။ URCRI ကို1912ခုနှစ်မှာတည်ထောင်ခဲ့ပြီးအဲ့ဒီဖွဲ့ဟာဒုက္ခသည်များနဲ့ရွှေပြောင်းနေထိုင်သူများဂုံသိက္ခာရှိတဲ့ဘဝသို့ကူးပြောင်းနိုင်ရေးအတွက်ဂရီးပြုလှုပ်ဆောင်နေတဲ့အစိုးရမဟုတ်တဲ့အကျိုးအမြတ်မယူတဲ့နိုင်ငံတကာအဖွဲ့အစည်းဖြစ်ပါလေခင်ဗျာ။